ဘွန်အရေးတရုတ်အရေး US အရေးကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။တချို့အာကြီးရှုသူပရိသတ်တော်တော်များများကတော့ခဏခဏဗီဒီယိုပြတာတိတ်တဘုံမကြဘူးပေါ့နော်။သူတို့ကဒီတိုင်းပဲတောက်လျှောက်ပြောချင်တာကိုပြောတာကိုသူတို့ကပူတဘိုးကြတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကကျွန်တော်ဗီဒီယိုခဏခဏ share တာအယုံနောက်လို့ပြောကြတယ်ဆိုတော့ဒီတခါတော့ဗီဒီယိုတိတ်မ share ဘဲနဲ့ကျွန်တော်ဖတ်တလို့တိတလို့ပေါ့နော်။ဘာကြောင့် US နဲ့တရုတ်ကထိုင်ဝမ်ကိုအလောက်အထိအယူမူလူချင်းခဲကြတာလဲဆိုတော့အချက်ငါးချက်နဲ့ကျွန်တော် sharing ပြန်လုပ်မယ်ပြီးတော့ Donald Trump ကို3 media ring ကမေးထားတာရှိတယ်တကယ်လို့များထိုင်ဝမ်နဲ့တရုတ်ကိုစစ်ပွဲဖြစ်ခဲ့မယ်ဆိုရင် US ကကြားဖြတ်ပြီးဝန်ကူညီပေးမှလားဆိုတဲ့အမေခွန်းတွေလည်းရှိနေတယ်ဒီအကြောင်းတွေကိုကျွန်တော်တို့ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပထမအဦးဆုံးကျွန်တော်တို့ဆွေးနွေးချင်တာက အမေရိကန်နဲ့တရုတ်ကထိုင်ဝမ်ကိုဘာကြောင့်အလောက်အထိအယူမှုလူချင်းနေကြတာလဲဆိုပြီးမှအချက်ငါးချက်ကိုကြည့်ကြည့်ရအောင်ပထမအချက်ကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ထိုင်ဝမ်ကိုကြည့်မယ်ဆိုတော့လုံးဝမဟာဗျူဟာမြောက်နေတဲ့ဒီနေရာဖြစ်နေတယ်ပေါ့နော်အရေးကြီးနေတဲ့ strategy location တစ်ခုမှာတည်ရှိနေတယ်ထိုင်ဝမ်ကဒီအရှေ့ရဲ့ Pacific Democracy ရဲ့တိုးချက်နေရာမှာရှိပြီး လုံးဝကပကုံသူရဲ့လမ်းကြောင်းရှစ်စရာခိုင်နှင်းကိုထိန်းချုပ်ထားတယ်တဲ့ဆိုတော့ဒီကိစ္စကရှစ်စရာခိုင်နှုန်းငါးစရာခိုင်နှုန်းဆိုတာကဒီတချို့မီတရီမီဒီယာတွေရဲ့ဖော်ပြချက်ကလည်းသူချင်မှတူပါလိမ့်မယ်ပေါ့နော်ဒါကတော့ပရိသတ်တို့အနေနဲ့ခမှန်းကြည့်ပေါ့နော်ဆိုတော့ကပကုံသူရဲ့လမ်းကြောင်းရှစ်စရာခိုင်နှုန်းကိုထိုင်ဝမ်ကထိန်းချုပ်ထားတာတဲ့ဆိုတော့အဲ့ဒီ Taipei ကထိုင်ဝမ်ကအရှိတောင်အာရှရဲ့ကုံသွေးမှုလမ်းကြောင်းတွေအတွက်အရေးကြီးတဲ့နေရာဖြစ်နေတယ် ဲ့ဒါကြောင့် US ကတရုတ်ကလုံးဝအယူမှုလူ့အခြေအနေတဲ့နေရာတစ်ခုဖြစ်နေတယ်ပေါ့နော်။ Number 1ကကုန်သွေးရေးပေါ့။ကုန်သွေးရေးမှာဥပမာတရုတ်ကထိုင်ဝမ်ကိုတင်းမယ်ဆိုရင်ဖိလစ်ပိုင်တို့ဂျပန်တို့ကိုချိန်ချောက်နိုင်ရှိရှိတယ်။ပြီးတော့နောက်ထပ်တစ်ခုကပါလဲဆိုတော့အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုထိခိုက်နိုင်လေရှိတယ်ပေါ့။အဲ့ဒါကြောင့် US ကလုံးဝထိုင်ဝမ်ကိုတရုတ်လက်ထဲမရောက်ဖို့ခဏခဏတားဆီးခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့တရုတ်ကထိုင်ဝမ်ကိုတင်းပိုက်ခဲ့မယ်ဆိုရင်ဖိလစ်ပိုင်အတွက်လည်းအချင်းချောက်မှုရှိတယ်ဂျပန်အတွက်လည်းချင်းချောက်မှုရှိတယ်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံအတွက်အကူပါထင်းချောက်မှုချင်းချောက်မှုရှိတယ်အထိခိုက်နိုင်ချေရှိတယ်ပေါ့ဆိုတော့တရုတ်ကထိုင်ဝမ်ကိုတင်းသွားမယ်ဆိုတော့အမေရိကန်ရဲ့တပ်တွေကအာရှမှာလွေလွေလေးနဲ့မဝင်နိုင်တော့မှာမဟုတ်ဘူးအဲ့ဒါအဓိကအခု US တပ်တွေအာရှမှာလွေလွေလေးနဲ့ဝင်ခဲ့တာကွာဖိလစ်ပိုင်တို့ဒီဂျပန်နာတို့မှာပေါ့နော်ဒီ တခြားအရှမှာပေါ့သိုင်းလန်တီပေါ့ဆောက်ကိုရီးယားတီပေါ့နော်ဆိုတကယ်လို့သာတရုတ်ကြီးကထိုင်ဝမ်ကိုတင်းမယ်ဆိုတော့ US ရဲ့တက်တွင်ကကျွန်တော်တို့အာရှမှာအရင်တုန်းကလူလွေလွေလေးနဲ့ဝင်ထွက်နိုင်မှာမဟုတ်ဘူးဝင်နိုင်မှာလည်းမဟုတ်တော့ဘူးဒါကနံပါတ်1ပေါ့နော်ဒုတိယအနည်းကြီးအောင်ဘာကြောင့်တရုတ်နဲ့ US ကထိုင်ဝမ်ကအယူမူလူနေကြတာလဲဆိုတော့နံပါတ်1အကြောင်းအနည်းကြီးကြည့်အောင် ထာဝန်ကဒီဆီမီကွန်ဒက်တာဆယုံအယေးကြီးတယ်နေရဖြစ်နေကဘာမှာအစစ်မစ်ဆုံးဆီမီကွန်ဒက်တာထုတ်လို့ရေးဆယုံကထာဝန်မှာရှိနေကဘာဆီမီကွန်ဒက်တာရဲ့ထုတ်လို့မှုက60ရာခိုင်နှုန်းကထာဝန်ကထုတ်လို့ထားတာတဲ့တော်တော်လေးများနေရပေါ့နော်နောက်ပိုင်းကျမှအသွင်ဆုံးကဘာလို့ပြောခဲ့လဲဆိုကျွန်တော်ဗီဒီယိုကလည်း sharing ပြန်လုပ်ပေးမယ်ဆိုတော့ကဘာဆီမီကွန်ဒက်တာရဲ့60ရာခိုင်နှုန်းကထိုင်ပေက ထုတ်လို့ထားတာ ဥပမာအခု Apple တို့ Nvidia တို့ကသူတို့ရဲ့စစ်တုံးစစ်တုံးပစ္စည်းတွေအတွက် TNFC ဆိုတာမရှိမဖြစ်လိုအပ်နေတယ်။ Taiwan မှာ TNF TNFC company computer chip ကအဲ့မှာနေခဲ့တာကို so Apple အတွက်လည်းရန်ကြီးပါနေတယ်။ပြီးတော့ Nvidia ဆိုတဲ့ technology အတွက်လည်းရန်ကြီးပါနေတယ်။အခုနောက်ဆုံးကအကုန်ကုန်ပြောရမယ်ဆိုတော့နောက်ဆုံးစစ်လက်နက်နဲ့ AI အတွက်ပါ။ကူးစေးရခိုင်တော့အစစ်မင်း computer chip တွေကို ထိုင်ဝမ်မှာထုတ်လုပ်ထားတာဥပမာကော်စစ်လက်နက်တွေထုတ်လုပ်ဖို့ရတဲ့အဲ့ဒီ chip လိုအမတိုက်လေယာဉ်ထုတ်လုပ်ရတယ်လက်နက်တွေထုတ်လုပ်ရတယ်ထန်ကာတွေထုတ်လုပ်ရတယ်နျူကလ িয়ার တွေထုတ်လုပ်လို့ရတယ်အဲ့ဒီနျူကလ িয়ার တွေတော့တိုက်လေယာဉ်တွေတင်ပေါ်ကြီးတွေကို chip မပါပေးနဲ့ထုတ်လုပ်လို့မရဘူးဆိုတော့အခုခက်လက် low advanced ဖြစ်နေတဲ့လက်နက်ကရိယာတွေ AI တွေအတွက်ဒီ chip တွေကထိုင်ဝမ်မှာ90%ခန့်တော့ထုတ်လုပ်ထားတာ တော်တော်လေးရေးပါကူးစီရကကဘာမှာလုံးဝတော့အထုတ်အများဆုံးအဲ့ဒါကြောင့်တရုတ်ကလုံးဝမဖြစ်မနေထိုင်ဝမ်ကိုလိုအပ်နေတယ် US ကလည်းလုံးဝမဖြစ်မနေထိုင်ဝမ်ကိုလိုအပ်နေတယ်ဆိုတော့ဒီ smartphone ကအစပေါ့နော်ဒီ American ရဲ့စီရေးပစ္စည်းအကုန်လုံးအတွက် type ကတော်တော်လေးရေးကြီးနေတယ်အခုကျွန်တော်သုံးနေတဲ့ microphone ကအစ computer ကအစ camera ကအစ phone ကအစဒါရင်းကအကုန်လုံး computer chip တွေလောက်ခဲ့တာကိုဒီ chip မပါဘဲနဲ့ဒီဥစ္စာတွေသုံးလို့မရဘူးဒီအတွက်ရေးပါနေတယ် ဥပမာကွာတရုတ်ကထိုင်ပေကိုတင်းတယ်ဆိုတော့ American တက်မိုရိုတွေအတွက်အရေးကြီးနေတဲ့စစ်လက်နက်အတွက်အရေးကြီးနေတဲ့နော်နျူကလ িয়ার အတွက်အရေးကြီးနေတဲ့နော်ဒီကွန်ပျူတာအတွက်အရေးကြီးနေတဲ့ဆက်တခြားဆက်ကရီယာတွေအတွက်အရေးကြီးနေတဲ့ chip တွေကိုမရတော့ဘဲနဲ့တရုတ်ကပြထိန်ချုပ်သွားမှာအဲ့ဒါကို US ကကြိုက်မနေဘူးပေါ့တကယ်လို့အမြတရုတ်ကထိုင်ဝမ်ကိုတင်းမယ်ဆိုရင် US ရဲ့အလူချင်းဆုံးသူ့ရဲ့ technology မှာအလူချင်းဆုံးသူ့ရဲ့စစ်လက်နက်မှာအလူချင်းဆုံး chip တွေကို US ကရပိုင်ခွင့်ရှိတော့မှာမဟုတ်ဘူးတရုတ်ကပဲပြပိုင်ထိန်းချုပ်သွားမှာအဲ့ဒါကြောင့်တရုတ်ကလုံးဝထိုင်ဝမ်ကိုလိုချင်တယ် US ကလည်းလုံးဝထိုင်ဝမ်ကိုလိုချင်တယ်ပေါ့နော်တတိယချက်ကြည့်အောင်တတိယချက်ကနိုင်ငံရေးဩဇာလွန်ဩဇာလွန်မှုမှုပေါ့နော်ဒါကရေးပါနေတယ် political influence ပေါ့နော်ဆိုတော့တရုတ်ကထိုင်ဝမ်ကိုသိမ်းရင်ဒီ pacific မှာ pacific မှာပေါ့နော်စစ်အားနှစ်ဆဒူးလာနိုင်တယ်တဲ့တုံးတစ်ချက်တမောင်းတွေကပြောကြတာပေါ့နော်တရုတ်ကထိုင်ဝမ်ကိုသိမ်းတယ်ဆိုရင် Pacific မှာတရုတ်ရဲ့စင်ရနှစ်ဆဒူးလာနိုင်တယ်တဲ့ဆိုတော့ဥပမာကတောင်တရုတ်ပြည်လင်မှာ American ဩစာကြဆင်းနိုင်တယ်အခု South China Sea က Philippines နဲ့ Japan နဲ့တရုတ်ကြပြည်နယ်တို့ခဏခဏတက်နေတယ် Indonesia တို့ Malaysia တို့ Singapore တို့ Taiwan တို့လည်းအဲ့ဒီမှာပြည်နယ်တို့တက်နေကြတယ်ဆိုတော့တရုတ်ကြီးကလုံးဝ Taiwan ကိုသိမ်းနိုင်တယ်ဆိုတော့အဲ့ဒီတောင်တရုတ်ပြည်လင်မှာ American ဩစာကတော့လုံးဝအကြဆင်းမှတိချတယ်အဲ့ဒါကြောင့် ဒီဒီအာ USG ကလည်းထိုင်ဝမ်ကိုအမေရိကန်ကာကာပြီးပြုံးနေတာပေါ့နော်လုံးဝလုနေတာပေါ့ဆိုတော့ထိုင်ဝမ်ကိုတင်းနိုင်တယ်ဆိုတော့ဘယူဟာတက်ဖြစ်ပေါ့နော်လုံးဝ strategy အာတက်ဖြစ်ဘယူဟာတက်ဖြစ်တော့အရှိတောင်အာရှအခုဒီအုပ်ကြီးကထိချုံနိုင်တယ်ပေါ့ဆိုတော့အရှိတောင်အာရှပထဝင်တမိုင်းကြီးကလည်းပြောင်းလဲနိုင်တယ်အကုန်လုံးပြောင်းလဲနိုင်တယ်တရုတ်ကြီးကအကုန်လုံးရှိတောင်အာရှရဲ့တမိုင်းကြီးကိုပြောင်းလဲနိုင်တယ်အရှိတောင်ရဲ့အာရှအကြီးကိုတရုတ်ကြီးကထိန်းချုပ်နိုင်တယ်အဲ့ဒါကို US ကလည်းတည်နေတယ် တတကြီးနဲ့ US ကလည်းဒီလိုမျိုးတရုတ်ကြီးကထိုင်ဝမ်ကိုပြီးပိုင်တင်ပိုက်ဖို့ဆိုတာလုံးဝအနှမျိုးစရာကောင်းတယ်အဲ့ဒါကြောင့်ခဏခဏတားဆီးနေတယ်ပေါ့နော်နံပါတ်၄ချက်ကြည့်အောင်ဒီမိုကရေစီနဲ့တရုတ်ပါတီပေါ့နော်အာနာရှင်စနစ်လို့ပြောရအောင်ပေါ့ဆိုတော့ထိုင်ဝမ်ကအာရှမှာဒီမိုကရေစီအောင်မြင်နေတဲ့နိုင်ငံဖြစ်နေတယ်အေရှမှာထိုင်ဝမ်ကလုံးဝဒီမိုကရေစီစနစ်နဲ့တွားနေတဲ့နိုင်ငံလုံးဝအောင်မြင်နေတဲ့နိုင်ငံတစ်ခုဖြစ်နေတယ် နောက်မှာအင်ဒိုနီးရှားလို့ပြောရမှာပေါ့နော်စင်ကာပူကကျွန်တော်တို့ဒီမိုကရေစီလို့တာခေါ်တာအဲ့လောက်အထိဒီမိုကရေစီမဆန်ဘူးပေါ့သူတို့ကရွေးကောက်ပွဲကြည့်မယ်ဆိုရင်ဆိုတော့အာရှမှာထိုင်ဝမ်တို့အင်ဒိုနီးရှားတို့ကတော်တော်လေးစစ်မှန်တဲ့ဒီမိုကရေစီလို့ကျွန်တော်တို့အာတတ်မှတ်ထားတဲ့နိုင်ငံတွေဖြစ်တယ်ပေါ့နော်ဖိလစ်ပိုင်တို့ဆိုတော့အခုလိုမျိုးတရုတ်ကထိုင်ဝမ်ကိုပြန်သိမ်းမယ်ပြန်ယူမယ်ဆိုရင်တော့ one china policy အုပ်မှာထိုင်ဝမ်ကရောက်သွားမှာ ဆိုတော့တနိုင်ငံတူးတစ်ဖြစ်လာနိုင်မှာ China ကလည်းယုံကြည်လာတယ်ဆိုတော့အာရှပိုင်းမှာဒီမိုကရေစီအားလုံးကြာလာနိုင်ချေရှိတယ်ပေါ့အဲ့တော့ Taiwan ကို think မယ်ဆိုတော့ Taiwan ကို think မရရင်တော့တရုတ်ရဲ့အနာရှင်စနစ်ကလည်းအာနီးသွားနိုင်ချေရှိတယ် CCP ကလည်းအာဘယ်လိုပြောလဲသူ့ရဲ့အာဏာကတော်တော်လေး influence တွေကကျဆင်းလာမှာဖြစ်တယ်ပေါ့နော်တကယ်လို့မြတ်သူကထိုင်ဝမ်ကိုတင်းနိုင်တယ်ဆိုတော့အာရှရဲ့ဒီမိုကရေစီကလည်းတော်တော်လေးကျဆင်းနိုင်ရှိတယ်ဆိုတော့ ဒီမှာဒီမိုကရေစီအရေးမှာလည်းရန်ကြီးပါနေတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ပေါ့အစ်ထိုင်ဝမ်ကအဲအကြောင်း US ကကျွန်တော်တို့ဒီမိုကရေစီကိုကောက်ကွယ်မယ်ဆိုပြီးမှထိုင်ဝမ်ကိုကောက်ကွယ်ဖို့လို့လုပ်နေအကြောင်းလည်းပြနေတယ်ပေါ့နော်ဆိုတော့နိုင်ငံရေးဒီမိုကရေစီရေးမှာလည်းတော်တော်လေးအရေးပါတာဖြစ်တယ်ဥပမာတစ်ခုပြောရမယ်ဆိုတော့တရုတ်ကကွာဟောင်ကောင်ကိုပြန်ထိန်းချုပ်လိုက်တယ်လို့အခုဟောင်ကောင်အခြေအနေကိုကြည့်ပါဟောင်ကောင်မှာလွတ်လပ်မှုကိုပျောက်သွားသလိုဖြစ်နေပြီအရင်တော့ကဟောင်ကောင်ဆိုတာက British ရဲ့လက်အောက်မှာနေခဲ့ဖူးတဲ့ဥစား နော်တော်တော်လေးသူ့ဘာသာသူလွတ်လပ်နေတဲ့နိုင်ငံလို့ပြောရမှာပေါ့ဟောင်ကောင်ဆိုတာကဒါမဲ့လွန်ခဲ့တဲ့2021လား2022တုန်းကလားတရုတ်ကအဲ့ဒီဟောင်ကောင်ကိုပြန်လည်ထိန်းချုပ်တာကွာအခုဟောင်ကောင်ကိုကြည့်ပါတရုတ်တရုတ်ရဲ့လက်အောက်မှာ နေပြီးမှငိန်သွားနေတာပဲလုံးဝဟောင်ကောင်ရဲ့လွတ်လပ်မှုတွေကိုပျောက်သွားတယ်ပျောက်သွားသလိုဖြစ်တယ်ပေါ့ဒါကတော့စာဖတ်တဲ့ပရိသတ်တော်များများကအဲ့ဒီဟောင်ကောင်အရေးကိုတော့တိရှိနားလည်ပြီးသားဆိုတော့ပရိသတ်တို့ကချိတ်ဆက်မိမှာပေါ့နော် you can relate it right so typing ကိုတရုတ်ကလည်းပြန်လည်သိနိုင်မယ်ဆိုရင်တော့လောဝတရုတ်ကအနာရှိဖူးပြတာမှာပဲနော်ထိုင်ဝမ်ကလည်းတရုတ်ရဲ့ teacher အုပ်မှနေပဲထိုင်ဝမ်ရဲ့လွတ်လပ်မှုကလည်းပျောက်ဆုံးသွားမှာဟောင်ကောင်လိုမျိုးပေါ့ကွာဆိုတော့နံပါတ်9နေရာမှာကြည့်ပဲဆိုရင်တော့တရုတ်ရဲ့ပါတီရဲ့ဂုံတိတ်ခါပေါ့ကျွမ်းကျင်သူတွေကပြောနေကြတယ်ဆိုတော့ရှီရှင်ပင်းအတွက်တော့ထိုင်ဝမ်ကိုပြန်သိမ်းဖို့တော့သူ့ရဲ့သမိုင်းဝန်တာဝန်ဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကအရှက်တရားကိုသူတို့ကပြန်လဲစေချင်တယ်ပေါ့ပြန်စေချင်တယ်ပေါ့အရင်တုန်းကတရုတ် mainland china နဲ့ taiwan ကိုတိုက်ခိုက်ဖူးတယ်အဲ့မှာ mainland china ကတိုက်ပွဲမှာကြရှုံးခဲ့တယ်အခု mainland အမှန်စနော taiwan ကသူ့နိုင်ငံကို china republic of china လို့ခေါ်တာနော် republic of china ခေါ်နေတယ်တရုတ်နိုင်ငံ mainland china ကလည်း china လို့ခေါ်နေတယ်နော်နှစ်ယောက်စလုံးက china ဖြစ်နေတယ်ဒါမဲ့ကွာတာတစ်ခုက အခု mainland china က communist တွေနေတဲ့တရုတ်ပြည်နယ်ဖြစ်နေတယ်အခု taiwan china က nationalist တွေနေတဲ့ taiwan တရုတ်ဖြစ်နေတယ်တရုတ်စလုံးကတရုတ်ပါပဲ they both call themselves china တရုတ်စလုံးကလည်းတရုတ်တရုတ်ဆိုမှခေါ်နေကြတယ် china china လို့ခေါ်နေကြတယ်ကွာတာတစ်ခုက communist တွေနေတဲ့ mainland china ရေ nationalist တွေနေတဲ့ taiwan ပဲရှိတယ်အရင်တော့အဲ့ဒီ ထိုင်ဝမ်နဲ့ချိုင်းနာကြီးကတိုက်ပွဲတွေပြခဲ့ဖူးတယ်ပြီးတော့ဗာလဲတရုတ်ကအရှုံးတယ်အဲ့ဒီဂုံတိုက်ခါတွေကိုတရုတ်ကပြန်စေချင်တယ်ပေါ့နော်ပြန်သိမ်းချင်တယ်ထိုင်ဝမ်ကိုအဲ့ဒါကြောင့် reunification လုပ်နေတာဆိုတော့နှစ်တရာလုံးလုံးเนาะတရုတ်ကလည်းသူ့အားတွေစုနှစ်တရာကြုံမကဘူးကသူ့အားတွေစုသူ့ရဲ့လက်နက်တွေကိုစုအဲ့မှာထိုင်ဝမ်ကိုသိမ်းဖို့အရေးအမေးအမ်းပြင်ဆင်ခဲ့တယ်ကွာအခု2027လောက်မှာဆိုတော့ တရုတ်စစ်တပ်ကနှစ်တရာနှစ်ပြီမဲ့နှစ်တွင်ဖြစ်မယ်အဲ့ဒါကြောင့်2027မှာထိုင်ဝမ်ကကျူးကျော်နိုင်တယ်တရုတ်ကကျူးကျော်နိုင်တယ်စူပြီးမှအသုံးသက်ချက်တွေလုံနေကြတယ်ဒါကတော့ဖြစ်မဖြစ်ကတော့ပြည်သက်တို့ရဲ့ယုံကြည်ချက်ပေါ်မှာပဲမူတည်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးအချက်၅ချက်ကိုကျွန်တော်တို့တွားပြီးမှကြည့်နေမယ်ဆိုရင်တော့လုံးဝတရုတ်ကဘာကြောင့်ထိုင်ဝမ်ကိုအယူမှုဖြစ်ခဲ့တာလဲတစ်ဖက်မှာကြည့်မယ်ဆိုရင် US ကရောဘာဖြစ်လို့ထိုင်ဝမ်ကိုအဲ့လိုအထိအယူမှုဖြစ်ခဲ့တာလဲ အရေးပါနေတဲ့ location မှာနေခဲ့တာကိုဒီမိုကရေစီအရာပဲဖြစ်ဖြစ် economic အရာပဲဖြစ်ဖြစ်စီရေးအရာပဲဖြစ်ဖြစ်စီးပွားရေးအရာပဲဖြစ်ဖြစ်လုံးဝကိုအရေးပါတဲ့ဥစ္စာဖြစ်နေတယ် US အတွက်လည်းရေးပါတယ်တရုတ်အတွက်လည်းရေးပါတယ်အဲ့ဒါအကြောင်းသူတို့ညောက်လူဟိုလူဒီလူလုပ်နေတယ်ဒါပေမဲ့တရုတ်ကတော့ပြောနေတယ်ကြာကျွန်တော်တို့ထိုင်ဝမ်ကိုတော့ renovation လုပ်မှာပဲမင်းတို့ကြိုက်တာပဲဖြစ်ဖြစ်မကြိုက်တာပဲဖြစ်ဖြစ်တနည်းအားဖြင့်တော့ကျွန်တော်တို့လုပ်မှာပဲတိမ့်မှာပဲဆိုမတရုတ်ကအမေရိကန်ပြောနေတယ် peaceful non peaceful ngin chan so pe jero ka ting ma la da ma mu si ye ya pe ting ma la da be chan le အဲ့ဒီကြားထဲမှာဘေးနိုင်ငံကမှဘေးသူတယောက်ကမှကျွန်တော်တို့ကိုလာပြီးမှတားပိုင်ခွင့်မရှိဘူးဆိုပြီးမှတယောက်ကလည်းချင်းချောက်တယ်နိုင်ငံတဝန်းလုံးကိုချင်းချောက်ခဲ့တာလာမလျှောက်နဲ့ဆိုမှပြောခဲ့တယ်မနေ့တနေ့ကဘာဖြစ်လဲတယောက်ကဖိလစ်ပင်ကိုချင်းချောက်တာပဲမင်းထိုင်ဝမ်ရေးမှာဝင်ဝင်ပြီးပြောမနေနဲ့ နော်မင်းခဏခဏလာရှုပ်မယ်ဆိုရင်မင်းမီးနဲ့ကစားမယ်ဆိုရင်တော့မီးနဲ့ကစားတဲ့လူတွေကပြာကျသွားနိုင်တယ်နော်စူပီမားတယောက်ကဖိလစ်ပင်ကိုချင်းချောက်ခဲ့တာလွန်ခဲ့တဲ့တနှစ်တုန်းကလည်းတယောက်ကအမေရိကကိုလည်းချင်းချောက်သေးတယ် Don't play with fire စူပီမားကျွန်တော်တို့ထိုင်ဝမ်အရေးမှာအမေရိကဝင်မရှုပ်နဲ့စူပီမားပြောတယ်ဒါပေမဲ့အမေရိကန်အတွက်ချိုင်းနာကအရင်ထိုင်ဝမ်ကအရေးပါတယ်အမေရိကန်ရဲ့ technology အတွက်အမေရိကန်ရဲ့စစ်လက်နက်ကိရိယာတွေအတွက်ထိုင်ဝမ်ကမရှိမဖြစ်ကူလိုအပ်နေတယ် ဘာဖြစ်လို့လဲထိုင်ဝမ်ကစီမီကွန်ဒက်တာ60ရာခိုင်နှုန်းထုတ်လုပ်တဲ့နိုင်ငံကွန်ပျူတာအက်ဗန့်ချစ်ထုတ်လုပ်တဲ့90ရာခိုင်နှုန်းထုတ်လုပ်တဲ့နိုင်ငံဆိုတော့ US ရဲ့အရေးအလုံးဝကိုအရေးပါတယ် US ရဲ့နိုင်ငံရေးနော်ဒီအာစီရေးတူတဲ့ရေးအလုံးဝကိုအရေးပါခဲ့တယ်ပေါ့နော်ဆိုတော့ဒါဆိုတော့ထိုင်ဝမ်နဲ့ပတ်သက်တဲ့အနာဂတ်ကျွန်တော်တို့ကြည့်ကြည့်အောင်တကယ်လို့အများထိုင်ဝမ်တရုတ်ကထိုင်ဝမ်ကို အရင်တော့ကတော့တရုတ်ကထိုင်ဝမ်ကိုအမေရိကန်ဒိန်းချင်တယ်ကွာဒါပေမဲ့ခဏခဏ US ကတားဆီးခဲ့တာပေါ့အဲ့ဒါကြောင့်ကပစစ်ပွေးကြီးမြေတောက်သွားမှာကိုလေတရုတ်ဘက်ကလည်းစဉ်းစားပြီးမှအပေါ်တင်ကြီးမလုပ်ရေးဘူးပေါ့နော်ဒါပေမဲ့အခုလက်ရှိအခြေအနေကြည့်မယ်ဆိုရင်တရုတ်ကတော့လှုပ်ဖူးလှုပ်လှုပ်နေတယ်ခဏခဏလှုပ်ဖူးလှုပ်နေတယ်မနေ့တနေ့ကအခြေအနေကိုကြည့်ပါထိုင်ဝမ်နားမှာပပတ်လေးပြီးမှနော်သူ့ရဲ့တပ်သားတွေတင်ပေါ်ကြီးတွေတိုက်လေကြီးကျင်းတွေအပုံလိုက်ဆုလိုက်နဲ့ထားထားခဲ့တာကွာဆိုတော့တကယ်လို့များထိုင်ပေမှာတရုတ်နဲ့စစ်ပွေးဖြစ်နိုင်ခြေက လက်ရှိအခြေအနေမှာမစ်တည်နေပြီဆိုတော့တကယ်လို့မြဒီနေနိုင်ငံကစစ်ပွဲဖိခဲ့မယ်ဆိုရင် US ကကောထိုင်ဝမ်ကိုတကယ်ပဲကူညီဖို့မလားဆိုတဲ့မေးခွန်းကြီးကအဓိကပါအနာဂတ်မှာထိုင်ဝမ်စစ်ပွဲကြီးမှာကမ္ဘာအရေးကြီးဆုံးအဖြစ်အပျက်တစ်ခုတော့ဖြစ်လာတာချေရှိတယ်အဓိကက US Trump ကတော့ပြောနေတယ်ကျွန်တော်တို့ဘာအကျူးအမျက်မှမရဘဲနဲ့ကျွန်တော်တို့ထိုင်ဝမ်ကိုကောက်ခွင့်မှာမဟုတ်ဘူးလို့သူကပြောနေတယ်ဆိုတော့ Trump ရဲ့ပြောချက်ကိုကျွန်တော်ဗီဒီယိုလေးကလည်း sharing ပြလို့ပေးမယ်ပေါ့နော် ဲ့ဒီမလောက်ခင်မှာပရိသတ်တို့ရဲ့ထီမင်းချက်ကထီမင်းချက်ကပါလေ comment မဝင်ကြပါဘူးတရုတ်ကထိုင်ပေကိုတကယ်ပဲတင်နိုင်ပေါ့မလားဘောတော့တင်မယ်ဆိုရင်တော့တကယ်ကပအရေးကြီးဆုံးစစ်အဖြစ်ပြက်ကြီးတစ်ခုဖြစ်သွားလားဖြစ်သွားနိုင်မလားဘောတော့ပြီးတော့တရုတ်နဲ့ထိုင်ဝမ်ကိုတကယ်ပဲတိုက်ပွဲဖြစ်သွားခဲ့မယ်ဆိုရင် US ကရော တကယ်ပဲသွားကူညီပေါ့မလားဒါကအမေခွေးမေးစရာလည်းများကြည့်ရှိတယ်တချို့လူတွေကပြောနေကြတယ်ယူအက်စ်ကတော့စစ်ရေးအရ on the ground မင်း မေပင်ပေါ်မှာသူရဲ့တက်သားတွေကိုလှုပ်ပြီးမှကုငီမှာမဟုတ်ဘူးလို့ပြောနေကြတယ်။ဒါပေမဲ့စစ်လက်လက်နက်ကိရိယာတွေကတော့အကူငီမှာလို့ပြောနေကြတယ်။အခုလူယူကရိန်းနဲ့ရုရှားလိုမျိုးပေါ့နော်။ယူကရိန်းနဲ့ရုရှားမှာ US က proxy war လို့ခေါ်နေတဲ့ကျွန်တော်တို့ကစစ်အင်အားလက်နက်တွေကိုထောက်ပို့ပေးနေတယ်နော်။အာတနည်းအားပြောရရင် US ကတော့စစ်တိုက်နေတယ်။ဒါပေမဲ့သူရဲ့တက်သားတွေကိုလှုပ်လှုပ်မနေဘူးပေါ့။တကယ်လို့များထိုင်ဝမ်နဲ့စစ်ပွဲတရုတ်ကြီးကလည်းစစ်ပွဲကြီးဖြစ်ခဲ့မယ်ဆိုရင်တော့အဲ့လိုပဲ။ US ကသူ့ရဲ့တပ်သားတွေကိုဆေလွတ်မှာမဟုတ်ဘူး။ဒါမဲ့လက်နက်ကရိယာတွေကိုပုမာတော့တိတ်ချတယ်ပေါ့။အဲ့လိုမျိုးတွေတွေးအာအသုံးတချက်တွေအများကြီးရှိနေတယ်။ဒါဆိုတော့ Donald Trump ရဲ့အာအပြောအဆိုကိုကျွန်တော်ကြည့်ကြည့်အောင်။ကဲ။တစ်ချက်လောက်နော်။ defend Taiwan if it means going to war with China. Well, I don't want to say. So me khun ga pyo ni de bo no. Ta ke lo mya bo no. Taiwan Taiwan ku kungi bo mla. Sip pwe တိုက်တဲ့အထီတောင်ဖြစ်တဲ့ပြဿနာတွေဂျုံလာမယ်ဆိုတော့မင်းကထိုင်ဝမ်ကိုကူညီမလားဆိုပြီးမှရင်းနေတယ်ပေါ့နော်မင်းနေတယ်ပေါ့ထရမ့်ကတော့ပြောတယ်ဒီကိစ္စကကျွန်တော်မပြောချင်ပါဘူးတဲ့ ကျွန်တော်ကျွန်တော် president ရထူကြီးရှိတဲ့နေရာမှာကျွန်တော်နေထိုင်တုံးပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ရဲ့အမြင်တွေကိုကျွန်တော်မပြောချင်ဘူးလို့ Trump ကတော့ပြောနေတယ်ဆိုတော့မင်းမင်းနေတဲ့မေးခွန်းတွေကိုကျွန်တော်ကဖြေမယ်ဆိုရင်တော့ it will put me in a very bad negotiation position ပေါ့နော်။ဒီနိုင်ရဲ့အခြေအနေမှာတော်တော်လေးအဖြစ်စီးနိုင်တယ်ပေါ့နော်။ လုံးဝအခြေအနေစုရောက်သွားနိုင်တယ်ဆိုမှပြောနေတယ်ဆိုတော့ Trump ကတော့ဒီမေခွန်းလေးမှာတော့တော်တော်လေး link မှာပါနေတယ်ပေါ့နော်ဒီကိစ္စသူကမပြောချင်ဘူးသူပြောမယ်ဆိုရင်တော့နောင်လာမဲ့တရုတ်နဲ့နော်ဒီအငှိနှိုင်းဆွေးနွေးရေးမှာ negative impact လို့ရှိနိုင်ချေအနောက်လက္ခဏာတွေရှိနိုင်ချေရှိတယ်ပေါ့နော်သူရဲ့စကားအပြောစုကြောင့်ပေါ့ဆိုတော့ Trump ကအဲ့ဒီကိစ္စကိုသူကမဖြေချင်ဘူးပေါ့ being said Taiwan did take all of our chip business you know we used to make our own chips so ခုချောင်းကပြောဟိုအမှန်ပြောမယ်ဆိုတော့အဲ့ဒီ computer chip အကြောင်းကိုပြည်သက်တို့ကစာဖတ်တယ်ဆိုတော့တိမာပါအရင်တော့က US က computer chip ကကဘာမှာအထုတ်လုပ်ဆုံးနိုင်ငံဖြစ်နေတယ်ဒါမဲ့အခုက Taiwan ကအဲ့ဒီ business ကြီးကိုအပြည့်အပိုင်းယူသွားလိုက်တာပေါ့နော် Mm. Took our business away. Yeah. We should have stopped them. So Eddie don't got bo no Taiwan got chuno ye business chi computer chip chi ko pi pain ting twa da de. Eddie don't got chuno ro ga Taiwan ko a ye tat tin de tax lo tin de tariff lo tin de su ma pyo khe de bo. Should have tax them. We should have tariff them. All right. ဒါကတော့တခုပေါ့နော်နောက်တခုပြောပြအောင်မယ်ဒီဥစ္စာကလေဒီနောက်ဂျာနလစ်တယောက်ကသူ့ကိုမေးနေတယ်ပေါ့နော် Would you send US military into Taiwan if President Jing were to invade? Taiwan the Yo Taiwan go Jujo Ding Pai Mas or not? US uh, the Tao go say look ma make it. Eh, Very quickly, if China were to invade Taiwan, have you made a determination? Again, since voters are about to go to the polls, would you send the US military into Taiwan if President she were to invade. President Biden I, I says he would. Say, so, uh, uh, President Biden don't got a two cup unit. The Taiwan could juju mess, you US the Tarin could melo mellow, supima. Biden got a pure pure. No? That meant Donald Trump got a two year camera out of the chimu. Won't say, uh, because if I said I'm giving away, you know, only stupid people are going to give that. ဆိုတော့ Trump ကပြောနေကျွန်တော်ကတော့ပြောမှာမဟုတ်ဘူးတဲ့ကျွန်တော်ရဲ့ new view ဟာတွေကိုပြောမှာမဟုတ်ဘူးတဲ့ new view ဟာတွေပြောတာဆိုတော့ကအယူသမားတွေကပဲပြောတာတဲ့ he said something about he was going to do this or he was going to do that i say well why is he saying the strategy you can't say that so biden don't got လို့ပြောဘောကျွန်တော်ကတလူလို့မယ်ဟိုဟိုဟွာလို့မယ်ဆိုမှပြောနေတယ်ဘောဘာဖြစ်လို့သူ့ရဲ့ new view ဟာတွေကိုပြောတာလဲဆိုပြီးမှ trump ကတော့မေးခွန်းတွေထုတ်နေတယ်ဘောနော် he asked me that question i would never say that because you give away all your options. But you don't take it off the table. I don't take anything off the table. ဆိုတော့မင်းကအဲ့လိုမျိုးမေးတယ်ဆိုကျွန်တော်တို့ကဘလူနီနဲ့မဖြေမှာမဟုတ်ဘူးတော့ဒါပေမဲ့စပွေးပုံမှာတော့အမေတန်းထားတာပေါ့အစမမေးတယ်ဟုတ်တယ်တဲ့ကျွန်တော်တို့ကတော့စပွေးပုံမှာအမေတန်းထားတယ်ဆိုပါပြောနေတယ်။ကဲနောက်တစ်ခုပြောကြည့်အောင်ကြည့်ကြည့်အောင်ဒီကိစ္စ policy that as long as your president china မှာလုံးဝမှတ်ချက်သူကကျွန်တော်ကအမှတ်ချက်ပေးရင်တော့မှကွာ လုံးဝဒီအစူရပုတ်ကူပေါ့နော်အရေးကြီးတဲ့ပုတ်ကူတွင်ထဲထိုင်မှာပဲကျွန်တော်ပြောမယ်တဲ့ခင်ဗျားတို့မီဒီယာရှိမှာတော့ဘယ်တော့အခါမှထိုင်ဝင်အရေးကို ကျွန်တော်က comment ပေးမှာမဟုတ်ဘူးပေါ့ကျွန်တော်ရဲ့ new view ဟာတွေကိုခင်ဗျားတို့မီဒီယာရှိမှာတော့ချပြတ်မှာမဟုတ်ဘူးဆိုပြီးမှ Trump ကတော့ပြောနေတယ်ပြောရင်တော့မှကျွန်တော်တို့ရဲ့ ဒီအရာရှိတွေပေါ့နော်တာဝန်ရှိပုဂ္ဂိုလ်တွေထဲမှာပဲပြောမယ်ဆိုမှပြောနေတယ်ပေါ့အော်ရိုက်နောက်တစ်ခုပြအောင်မယ်တစ်ချက်လောက်ဒီမှာမေးတာကမေးခွန်းကပါလဲဆိုတော့တာဝန်ကဘယ်လောက်ထိအရေးကြီးကြောင်းသူကမေးနေတယ်ပေါ့ထရမ့်ကဘယ်လောက်ထိအရေးကြီးကြောင်းသူကပြောပြတာရှိတယ် you know about chips better than for most years. people. Yeah. You deal in chips, and but ninety percent of the chips and the the uh, the toughest ones, the most intricate ones they're made. So aku na atuno pio tulu bo no. Longa Taiwan ajima U.S. ka ayu mulu ni ra. Adi chip pe kesa ba pe. Ninety percent of chip ko kabama longa chip ka ayi chisong ko. Chip ma ba pe ne kabaji ku ti thalo mo ya ra bo aku ke ma bo no. And you know, look, they, take, they took a lot of business away from us. In all fairness, I do ask. Uh, they make tremendous amounts of money. Mm. money, but you got money, but. I do say, well, if we're going to defend the country, aren't we supposed to like be at least partially reimbursed? Ah, yeah, so not Trump got up on it. But you know, no. Taiwan kukungi me so not to know kala chu me yatte de mabula so ma meko ni because they did take our chip industry, much of it, almost all of it and they now are uh, they make approximately 90% of the world's chips so that's a big thing because you start throwing bombs in there and start blowing up those uh, factories and labs where they make the chips that's going to be a big that's going to be a big world problem yeah no i'm what's so shitty? sir could i put the dough ah do have တွေ့တဲ့အတိုင်းပဲပေါ့နော် chief ကြီးကလုံးဝအခုလက်ရှိကျွန်တော်တို့ခက်ကြီးမှာအရေးပါဆုံးဖြစ်နေတယ်။ဘေးရမစုကခင်ဗျားတို့ရဲ့ရေခေတတာခင်ဗျားတို့ရဲ့ aircon ဘောနောခင်ဗျားတို့ရဲ့ phone camera ခင်ဗျားတို့ရဲ့ကားအစအစအရာရာမှာ computer chip တွေနဲ့ပဲထုတ်လုပ်ထားတဲ့ကြိယာတွေဖြစ်လာတယ်။အဲ့လူနီးနေပဲကဲမီလက်နဲ့ကြိယာတွေကိုနော်တိုက်လေရင်တွေဘုံတွေတင်းစစ်တင်ဘောကြီးတွေ လက်နဲ့တွင်ကိုအကုန်လုံးလုံးမယ်ဆိုရင်တော့ chip ပါမှာဖြစ်မယ်လက်နဲ့အစ်စ်မီခရီးခရီးယာတွေစစ်လက်နဲ့ခရီးယာတွေကိုထုတ်လုပ်ဖို့ရန်အတွက် chip ကအရေးပါတယ်ဒီ chip ကမရှိမဖြစ်ဘေးနိုင်ငံမစုကလူဝတ်နေတဲ့အာခရီးယာဖြစ်နေတဲ့ဆိုတော့ chip အများဆုံးရှိတဲ့နိုင်ငံကအတုတက်ဆုံးနိုင်ငံဖြစ်တယ် a stronger powerful နိုင်ငံဖြစ်ကြတယ်ဘောနော်အရာရင်းကြောင့် Taiwan ကလုံးဝကိုအရေးပါနေတဲ့နိုင်ငံတစ်ခုဖြစ်လာတယ် ဲ့ဒါကြောင့်လေ US နဲ့တရုတ်ကအတကုံလူနေတဲ့နိုင်ငံတွေဖြစ်နေတယ်။အမှန်စင်တော့ဒီ chip သမိုင်းကြောင့်ကိုလေ့လာကြည့်မယ်ဆိုရင်တော့အရင်တော့က US ကကဘာမှာအများဆုံးလုတ်ခဲ့တဲ့ chip ကွာ။အခုက US ကလုံးဝအခုတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့စောက်သုံးမကြတော့ဘူးပေါ့။အမှန်စင်တော့ UF US က they used to make a great train यथा ची अकाउंस हाँ मैं सारे को यूएस का बिलो के पूरा अम्म अकु यूएस ने नए गए मत वाची तुरों ये ट्रेन ने तुरों ये यथा ने को सब जत्तन ने आ बे को जपान ये ट्रेन ने को तो ची बा मैं सोंग पिट ला रहे तो यो ये ट्रेन ने को तो ची बा मैं सोंग पिट ला रहे यथा ची यूएस यूज्ड टू बी ग्रेट एट मेकिंग ट्रेन स्टेशन गाइस दे आर द फर्स्ट पीपल हु मेक ट्रेन ထမအဆုံးတီယထာကြည့်ရင်ကူတီဆောက်လက်တွေက US တွေမဖြစ်ခဲ့တာအခုကသူတို့ကလုံးဝကိုကြအစင်းလာခဲ့တာကွာကဘာကြီးကတော်တော်လေးကိုပြောင်းလဲလာခဲ့တာအခုဒီအမ်ဆောက်ကိုရီးယားရဲ့ယထာရင်ကိုသွားကြည့်ပါဂျပန်ရဲ့ယထာရင်ကိုသွားကြည့်ပါတရုတ်ရဲ့ယထာရင်ကိုသွားကြည့်တာဘလောက်ထိမိုက်လဲပေါ့အဲ့လူနီးနေပဲအရင်တော့က US ကကွန်ပျူတာ chip တွေလောက်လာကွာကွန်ပျူတာစအထိထောင်း ဂရိက US ကနေကွန်ပျူတာကအယူဆုံးနာမည်ကြီးခဲ့တာကွာစာဂရိသူတို့ကပစ်တီထောင်ခဲ့တာမီရင်ဆိုသူတို့ကပစ်တီထောင်ခဲ့တာအမီရင်ထုတ်လို့မရှိချစ်ပါမပစ်ထုတ်လို့ရတာကို electric တော့ဘောနော်အရင်တော့က US was the best guys for everything almost everything they are so good at everything အခုနောက်ပိုင်းက USG ကတဖြည်းဖြည်းလေးကိုဘျူလေးကျသွားခဲ့တာကွာအခုကထိုင်ဝမ်ကြီးကလုံးဝ လူတွေကလုံးဝမထင်မှတ်ပေးတဲ့နိုင်ငံတနိုင်ငံလေးကနော်ကွန်ပျူတာ chip အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာတယ်90% US ကအဲ့ဒီကွန်ပျူတာ chip ကတော့တနိုင်ငံထိကထုတ်လုပ်တော့မရပါဘူး US ကသူ့ရဲ့ design တွေကိုဆွေးတာတို့ပြီးတော့ဒီ friends ကပေါ့နော်သူ့ရဲ့ part part တွေကိုဆွေးတာတို့အကုန်လုံးကပေါင်းပြီးမှအလုပ်ထားတဲ့ဖြစ်တယ်ဒါမဲ့20%က friends ကနေလုပ်နေတယ် US က သူ့ရဲ့ပုံစံတွေသူ့ရဲ့နည်းပညာတွေကိုဆွေးနေတယ်ဟိုဆောက်ကူရီးယားမှာတချို့ဒီအာ raw material ကိုယူနေတယ်ထိုင်ဝမ်မှာလုပ်နေတယ်ဆိုတဲ့သဘောပါဒါပေမဲ့အဓိကထိုင်ဝမ်ကအဲ့ဒီစက်ယုံကြီးကတာဝန်ရှိခဲ့တာပေါ့ဆိုတော့တနင်္ဂနွေတိကအများကြီးလုပ်တာမဟုတ်ဘူးဒါပေမဲ့အခုနောက်ပိုင်းတရုတ်ကလေကွန်ပျူတာ chip တွေအများကြီးလုပ်လာတယ်အများကြီးလုပ်နိုင်လာတယ်အဲ့ဒါကြောင့်အခုတရုတ်ရဲ့ EV တို့နော် EV ကားတို့တရုတ်ရဲ့ technology တို့ကြည့်ပါ hypersonic လက်နက်တွေကြည့်ပါဘာဖြစ်လို့အဲ့လောက်အထိတရုတ်ကြီးက တဟုံဟုံနဲ့နှစ်90မှာအတူတက်ပြောင်းလဲသွားခဲ့တယ်ဆိုတော့သူတို့မှာ chip တွေအများကြီးတီထွေလာခဲ့တယ်။နော် chip အဲ့ဒီ chip တွေအာလုတ်ဖို့ရအတွက်ဗာလဲမေရှားတတုလိုအပ်နေတယ်။အဲ့ဒီမေရှားတတုကြီးကတရုတ်မှာအများဆုံးရှိတဲ့နိုင်ငံတစ်ခုလေဖြစ်နေတယ်။အခုတရုတ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာမေရှားတတုကိုအသက်ကုန်ယူပြီးမှဗာလို့လဲသူတို့နိုင်ငံမှာအဲ့ဒီမေရှားတတုအဖြစ် chip တွေကိုလုတ်နေတယ်။အဲ့ဒီ chip တွေကိုလုတ်ချင်အဖြစ်သူတို့ကဗာဖြစ်လဲ။ ိုက်နေရင်ကောင်းစားတွေလုံတယ်နော် EV ကားတွေအကောင်းစားတွေလုံနေတယ် AI တွေလုံနေတယ် AI တွေလုံဖို့ရတဲ့အဲ့ဒါတွေ chip ကလိုအပ်နေတယ်ဆိုတော့တရုတ်ကြီးကလုံးဝကိုမထီမတ်ကြီးအတူတက်ပြောင်းလဲတာကြီးကပါလဲဆိုတော့သူ့မှာလဲ chip တွေအများကြီးထုတ်လုပ်လာတယ်အဲ့ဒီ chip ထုတ်လုပ်ဖို့ရတဲ့ကျွန်တော်တို့နိုင်ငံမှာလာမြန်မာနိုင်ငံမှာလာပြီးမှမေရှားတပ်တူတွေကိုကောက်ယူပြီးမှအတကုံသူ့ရဲ့အတူတက်ရေးမှလုံနေတယ်တရုတ်ကြီးရဲ့တိတာပြောင်းလဲချက်ကြီးကတော့အမိုက်စားပဲဘရစ်တန်တို့တိတဲ့အတိုင်းပါပဲ ဆိုတော့ဒီအရာတွေအားလုံးကိုကြည့်မယ်ဆိုတော့နိုင်ငံတစ်ခုအလောက်အထိတူတက်ပြောင်းလဲမှုလုပ်နိုင်တာဘာကြောင့်လဲကွန်ပျူတာ chip ကြောင့်ဤပညာရင်းကြောင့် US ကဘာဖြစ်လို့အလောက်အထိနောက်နေသွားတာလဲနော်ဒါတွေကမေခွန်းမေ့စရာအကုန်လုံးဖြစ်နေတယ်ပေါ့ဆိုတော့အဲ့ဒါကြောင့် Trump ကပြောနေတယ်ကျွန်တော်တို့ US ကအရင်တုန်းကကွန်ပျူတာ chip နဲ့ပတ်သက်လာတယ်ဆိုတော့ we used to be the king တဲ့ဘယင်ပီကေဖူရာတဲ့ကျွန်တော်တို့အရာအားလုံးလုပ်ခဲ့ဖူရာတဲ့ဒါမဲ့နော် US မှာလည်းတဖြည်းဖြည်းနဲ့သူ့ရဲ့ အောက်ချုပ်ရင်းမကောင်းတာလားသူရဲ့ leadership မကောင်းတာလားပေါ့နော်တပြည့်ပြည့်နဲ့အကြရှင်းလာကိုကျွန်တော်တို့တော်တွေ့ခဲ့ရတယ်ပေါ့နော်ဒါဒီ computer chip နဲ့ပတ်သက်ပြီးမှပြောပြတာပါဆိုတော့ that's it beautiful people ကျွန်တော်ရဲ့ video လေးကိုတဘောချမိတယ်ဆိုတော့ youtube မှာ subscribe လုပ် page အားပေးလို့ရပါတယ်ဘူးဒုတာတွေရတယ်လို့ထင်မိတယ်ဆိုရင်ပေါ့နော်ဒီကပသတင်းတွေကိုအမ်တရှိနားရချင်တယ်ဆိုတော့ကျွန်တော်ရဲ့ youtube မှာလာပြီးမှ subscribe လုပ်ပေးလို့ရပါတယ် Thank you so much for watching, beautiful people. I love you guys. Take care. God bless. Bye bye.